ညီမသွေးတိုးတော့ကအိမ်သာလူကြီးတွေသွေးကြစေလာပေးတယ်တဲ့တော်ဘူးရဲ့ကျေးဇူးတင်ပါတယ်လို့စေကံပြမှာမလို့တဲ့စေကံဆံဝင်ရောက်တော့စေကံဆံဝင်သွေးကြစေတောက်လို့မရဘူးတဲ့အသက်ငယ်လို့တော်သေးလားပေါ့တဲ့တော်တော့ကတော်လူမျိုးကအရင်ဆိုတာတလား तू ကောင်းတိုင်းလေလူတွေကိုလိုက်ပြီးတော့လေတင်မလားဒါတောက်တာတောက်တာတောက်မလုတ်ပါနဲ့ကျွန်တော်ပြောတာကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကိုယ့်အသက်ရွယ်နဲ့မတူဘူး ျွန်တော်တို့တဖြည်းဖြည်းသိလာသည်ကျွန်တော်ဒီကျွန်တော်ကျွန်တော်ကိုယ်တိုင်ကအရင်တော့အမှန်တက်တယ်ပေါ့နော်ငါကျမကြီးရန်ကောင်းတယ်ငါလုံနိုင်တယ်ငါဖြစ်နိုင်တယ် no no မဟုတ်ဘူးမဟုတ်ဘူးအသက်လေးရလာမှသိလာ40ကျော်မှဘဝဆရာမဟုတ်ဘူး40ကျော်မှကိုယ့်ကိုယ်သိလာအဲ့တော့ကျွန်တော်လည်းသူခီးသွားတဲ့ဆရာကြီးဆရာကြီးကျော်စီသူမြေတာဦးစေကအေး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 စကိုင်းလမ်းကဆရာကြီးကသူကတော်တော်ကြီးကိုသိတာတယ်ဆရာကြီးကအသက်90ဖြစ်သွားတယ်ကျွန်တော်ဆရာသူကြည့်တော့တန်တန်မှတ်တယ်သူမဟုတ်ဘူးသူကသူသူအသက်90ကျော်နေမှာသူစိတ်လျှော့သွားတယ် ူမလားစိတ်ရှောက်တာကျွန်တော်က40ကျော်သူကကျွန်တော်နဲ့9နှစ်လောက်กว่าဒါပေမဲ့သူနဲ့ကျွန်တော်နဲ့တိတ်မကွာသလိုထင်ရတယ်ပေါ့နော်သူသွားဒါပေမဲ့သူနောက်ပိုင်းစိတ်ရှောက်သွားတယ်မသွားနိုင်တော့မထွက်တော့ဘူးဆရာမသွားချင်တော့အဲလူဆိုတာကအသက်အရွယ်ပြောင်းလဲနိုင်တယ်ခင်ဗျားတို့ဟိုလိုပေါ့နော်ကိုယ်အသက်အရွယ်ရောက်တိုင်းမှာသွားပြီးတော့လူတွေကိုသွားပြီးလူငယ်ဆိုသွားပြီးအားဒါလို့ဒါလို့သွားမပြောနဲ့ဒါသွေးတို့သမားတွေကအဲ့လိုမြန်မာလူမျိုးကပုံဆိုးတယ်ပေါ့နော်။ငါငါလေးတောက်ကြတာအဆင်ပြေတောက်ဆိုအဲ့မှာသွေးတို့ယောဂါကမပါဘူး။သွေးကြတဲ့ရှောက်မတိုက်ပါနဲ့။ เนาะအသက်ရွယ်နဲ့လည်းဆိုင်တယ်ကျွန်တော်ပြောတော့90အောက်နဲ့90ထက်နဲ့မတူဘူးဆေးရရွေးရတယ်เนาะကျွန်တော်ပြောတာမတူဘူး side effect တွေရှိတယ်90အောက်တိမ်မှာအဲ့လိုမျိုးတွေ90ထက်ကလူတွေဒါလေးတောက်လို့သူဆင်ပြေသွားပြီးတော့ဒါလေးတောက်လိုက်ဆိုတော့မလုပ်ပါနဲ့เนาะဟောကျွန်တော်ပြောတာဒန်းနလွန်လောက်တောက်တာတော့เนาะတရုတ်နယ်နယ်တောက်တာ side effect မရှိဘူးကျွန်တော်ပြောဒီပြေဘာလဲဆေးရုပ်ဖို့တွေပါတယ်တောက်ပြီးတော့ရှောက်မတိုင်နဲ့ကျွန်တော်လာမေးတယ်လေဆေးရုပ်သမားဆေးရုပ်ဖို့တောက်ဆေးရုပ်ဖို့တောက်လဲဆေးရုပ်ဖြစ်မှာပဲကိုစားကြင်တာကိုဖြစ်နေဥမာကျွန်တော်ပြောကြတာကျွန်တော်ဆေးရုပ်ဖို့တောက်တယ်ကွာ ျွန်တော်တန်ဆန်းချီတယ်ကျွန်တော်အကုန်လောက်တာနော်သူများပြောတယ်ဆိုကျွန်တော်အကုန်လောက်တာဆေးဘုံလည်းတောက်ကြည့်တယ်တောက်ကြည့်လေစီးကျူကကြာလာမှာမဟုတ်တာကျွန်တော်ပြောကျွန်တော်အချိုစားနေတယ်ကောင်ဟိုကျွန်တော်ပြောတဲ့အနေနဲ့ဥမာပြောကျွန်တော်အချိုစားပြီးမှကျွန်တော်ဆေးဘုံတောက်လဲကြာချင်မှကြာတာမဆိုင်ဘူးပြပြအနေနဲ့ကဟိုကိုယ့်ရဲ့ကိုယ့်ရဲ့အချိန်နေကိုယ့်ရဲ့ lifestyle နဲ့ကိုယ့်နဲ့ကိုယ်ထိန်းရမှာပဲလေကျွန်တော်ပြောချင်တာစိတ်ပညာကအမြဲတမ်းအတွက်အများအတွက်ကတော့ကျွန်တော်က ဂိုင်လိုင်းချပေးတယ်ဒါပေမဲ့ individual ရှိနေတာဟိုဒါတွေကအသက်အရွယ်နဲ့လူကြီးတွေကလူငယ်တွေသွားပြီးတော့သွားပြီးတော့ဟာငါဒါတောက်လို့တတ်တာတွေသွားပြေးလို့မရဘူးလေနော်တွေးကြစည်းဆိုတာရှောက်မလုပ်ပါနဲ့ကျွန်တော်ပြောချင်တာကဟိုဗမာစည်းဆိုတာလေစွမ်းတယ်ဆိုရင်လေ side effect ရှိတယ်စိတ်ကောင်းတယ်ဆို side effect ရှိစိတ်ဥပ္ပိုလ်ဆိုစွမ်းလို့ပေါ့အဲစွမ်းရင် side effect ရှိတယ်ရှောက်မလုပ်နဲ့ကျွန်တော်ပြောချင်တာဟိုယောဂသမားတောက်တယ်ကိစ္စမရှိယောဂသမားမတောက်ဘဲတောက်လို့ကြောက်ခက်တွေပဲထိကုန်တယ်အဲမပြပြနေပြအဲ့လိုပဲဒီလိုပဲအင်္ဂလိပ်စည်းဆိုတာလေ ဆွမ်းနေဆိုရင် side effect ရှိတယ်လေကျွန်တော်ပြောချင်တာဟိုကောင်းနေပြီဆိုရင်တော့ဟိုသူကသူ့ရဲ့ဆိုးကျိုးဆိုတော့ရှိတာပဲဟိုဘာလို့ပြော maximum မတောက်တော့ကောင်းတော့ဗောနော်ဗမာစင်းမအင်္ဂလိပ်စင်းမ maximum မတောက်ပဲတဘာတိုင်းနေနေကောင်းတယ်မဖြစ်နိုင်ဘူးလေနော်ဟိုကျွန်တော်လည်းစေးဆိုမိဝဲရတယ်လေနော်အဲ့တော့ဒီဒီညီမလေးပြောတာအရင်မှန်ပါတယ်ဟိုဒါလေးကဘူးသားရဖို့ဗောနော်လူကြီးတွေလည်းဒါဟိုနားလဲစီခြင်းပါတယ်ကိုပြောချင်တာကိုဆရာတိုင်းအတိုင်းမလုပ်ချပါနဲ့ဗောနော်